ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေကြိုဆိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီ channel လေးကနေပြီးတော့ပရိသတ်တွေအတွက်အကျိုးရှိစေမဲ့အသုံးဝင်စေမဲ့ပေါ့နော်ဘုဒ္ဓတာဖြစ်စေမဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ်မျှဝေပေးနေတာဖြစ်ပါတယ်နာနဲ့ခင်းတိုင်းမှာလည်းတရားမဆုတို့လေးတွေကိုနော်ကုသိုလ်ရရန်အလုံးကမျှဝေပေးနေတာဖြစ်ပါတယ်ခင်ဗျာနော်အားကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးပါအောင်လို့မြတ်တာရက်ခတ်ပါတယ် ဒီနေ့မှာတော့ကျွန်တော်ပြိသက်ကြီးတွေကျွန်တော်တို့ဒီချက်ချင်းတောက်လို့ရတယ်ပေါ့နော်ဒီတောက်ရိတ်တန်းဆက်လေးတွေရှိအိမ်မှာရှိထားပေမဲ့ဘလို့အသုံးပြုရမှာမသိသေးဘူးဆိုတဲ့သူတွေအတွက်ကိုကျွန်တော်ဒီတောက်ရိတ်တန်းဆက်အသုံးပြုနေလေးကိုကျွန်တော်အသေးစိတ်ပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကကျွန်တော်တို့ဒီရေတန်းလောလောဆယ်ချက်တောက်ဆရာပေါ့နော်ရေတန်းအဆင်မပြေသေးတဲ့သူတွေအတွက်ဒီရေတန်း လှုပ်ပြီးတော့တောက်လို့ရတယ်ဒါ तू ကလက်နှိပ်လက်နှိပ်ပြီးတော့နော်အသုံးပြုရတဲ့စနက်ကလေးဖြစ်ပါတယ်ဒါအိတ်ထဲကထုတ်ထုတ်လို့ချက်ထုတ်လိုက်ချက်မှာဒီပုံစံလေးဖြစ်မှာပေါ့နော်အဲ့ကျတော့ तू ကဒီအသုံးပြုပုံမှာဒီမှာတော့ရေးပေးထားပါတယ်နော်ဒီမှာကျွန်တော်တို့ဒီအပြာရောင်အပိတ်ပါတဲ့ပိုက်လေးရဲ့အနီရောင်ပါတဲ့ပိုက်ကလေးအပိတ်ပါတဲ့ပိုက်ကလေးရဲ့ပေါ့နော်ပိုက်နှစ်ခုပါပါတယ်အဒီမှာ तू instruction လေးပေါ့เนาะဘယ်လိုအသုံးပြုရမလဲဆိုတဲ့ဟာလေးပထမဆုံးမှာကျွန်တော်တို့ဒီဒီတောက်ရည်သုံးတော့မယ်ဆိုလို့ရှိရင်ဒီအပြာရောင်အပိတ်ကလေးဖွင့်ပြီးတော့အနီရောင်အပိတ်ကလေးရဲ့ပိတ်ထားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ခုနကလေထိုးတဲ့ပုံစံမျိုးလေးပေါ့เนาะအပေါ်ကအဲ့လက်နှိပ်တဲ့ဟာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်နောက်ဒုတိယတစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့ဒီအပြာရောင်အဖုံးရောအနီရောင်အဖုံးလေးရောပိတ်ပြီးတော့လှောက်ရမှာဖြစ်ပါတယ်နောက်နောက်ဆုံးအဆင့်အနေနဲ့ကကျွန်တော်တို့ပြန်လဲပြီးတော့အသုံးမပြုတော့ဘူးဆိုလို့ရှိရင် ။အဲကျွန်တော်တို့ဒီအပြာရောင်အပိတ်ကလေးကိုပိတ်ပြီးတော့အနီးရောင်အပိတ်ကလေးဖွင့်ပြီးတော့ပေါ့နော်ဒီမတန့်စင်တဲ့ရှည်တွေကိုရံလိုက်ပြီးတော့စွန့်ပြတ်တဲ့နော်စနက်ပေါ့နော်အဆင့်၃ဆင့်ပေါ့နော်အဲကျတော့အရင်ဆုံးပထမဆုံးကျွန်တော်တို့ဒီဒီရေသားစပြီးတော့သုံးတော့မယ်ပေါ့နော်တောက်တောက်သုံးဖို့စပြီးတော့သုံးပြုတော့မယ်ဆိုရင်ဒီတန်းလေးပေါ့နော်ရေကိုကျွန်တော်တို့ဒီခွက်တစ်ခွက်ဘူးထဲမှာထည့်မယ်ပြီးရင်တော့ဒီ အပြာရောင်အပိတ်ကလေးပါတဲ့ပိုက်ကလေးကိုဖွင့်ထားမှာဖြစ်ပါတယ်နော်ဖွင့်ပြီးတော့ကျွန်တော်တို့ဒီအပေါ်ကဒီလက်နှိပ်တံလေးနဲ့ဒါနှိပ်ပေးရမှာဖြစ်ပါလေဗျာနော်အနီရောင်ပြန်ပြောရမယ်နော်အနီရောင်အပိတ်ကလေးကပိတ်ထားရမှာပါနောက်အဲ့အနီရောင်ကပိုက်ကလုံးဝတောက်လို့မရပါဘူးနော်ဒီအပြာရောင်အပိတ်နဲ့ပိုက်ကရှည်ကိုပဲတောက်ရမှာဖြစ်ပါတယ်နော်ကြအပြာရောင်ဒီအပိတ်ကလေးကိုဖွင့်ထားမယ်အပေါ်ကဒီလက်နှိပ်တံလေးကိုခုတိုင်းလေးနှိပ်လိုက်မယ်ဆိုရင်ရေတွေထွက်လာမှာပေါ့နော်အဲ့ဒါကရေတံပေါ့နော် အဖြစ်တဲ့နာကတော့ကျွန်တော်တို့စထွက်ထွက်ချင်းတစ်ခွက်လောက်ကိုမတောက်နိုင်အောင်ပေါ့ဗျာနော်တစ်ခွက်လောက်ကိုတော့ကျွန်တော်တို့သွန်ပြစ်လိုက်ပါမယ်နော်အခုတန်းလေးနှိပ်ပါမယ်နော်ဒါကျွန်တော်တို့ခြေတန်းဆက်ကအစ်စ်ကလေးဆိုတော့ကျွန်တော်တို့ဒီပထမဆုံးရေကိုမတောက်သေးပါဘူးနော်ပထမဆုံးရေတစ်ခွက်ကိုတော့ကျွန်တော်တို့သွန်ပြစ်လိုက်ပါမယ်နော်ကျေးရတော့ကြီးနေရပါနော် ရည်ရည်ကိုသွန်လိုက်မယ်နောက်တစ်ခွက်ကစပြီးတော့ဒါတောက်သုံးလို့ရပါပြီကတိသားเนาะအပြာရောင်အဖုံးလေးပါတဲ့ပိုက်တော့เนาะကဲခုလိုလေးနှိပ်ပေးမယ်အဲခုလိုရလာပြီဆိုရင်တော့ဒီရေရတာတောက်သုံးလို့ရပါပြီเนาะဒါရေသတ်မှာလုံးဝတန်းစင်ပါတယ်ခင်ဗျာเนาะဒါတောက်လို့ရပါပြီကျွန်တော်လည်းတောက်ကြည့်လိုက်ပါမယ်เนาะ โอเคအဲ့ဒီဒီအထဲဒီခွက်ထဲอ่ะဗောနော်ပုံထဲอ่ะရေမကုန်မချင်းတာအခုနီးလေးနဲ့တန့်ဆင်ပြီးတော့ကျွန်တော်တို့တောက်သုံးရေကိုကျွန်တော်တို့တောက်သုံးလို့ရပါပြီเนาะကဲကိုကတောက်သုံးလို့ပြီးသွားပြီဗောနော်မသုံးတော့ဘူးဗောနော်မသုံးတော့ပဲနဲ့ဒီအထဲတွေကကြမ်းနေတယ်ဗောနော်လက်ကြံရေတွေကိုကျွန်တော်တို့ဖယ်ထုတ်ပြင်မယ်ဆိုရင်เนาะကျွန်တော်တို့ဒီအပြာရောင်အပိတ်ကလေးကိုပိတ်ထားပါမယ်အနီရောင်ပိတ်ကိုလည်းပိတ်မယ် ခုလိုလေ3 4 5ချက်လောက်နှိပ်ပါမယ်နော်3 4 5လောက်နှိပ်ပြီးရင်အနီရောင်အဖုံးလေးကိုဖွင့်ပြလိုက်ရမှာဖြစ်ပါတယ်နော်ဒါကအညစ်အကြေးတွေထွက်သွားမှာပါဗျာနော်ဒီအနီရောင်ပိတ်ကလေးပါအပြာရောင်ကပိတ်ထားမယ်အနီရောင်ကိုဖွင့်ထုတ်မယ်အဲဒါတန့်ဆင်လိုက်တာပေါ့နော်ဆက်ထဲကအညစ်အကြေးတွေကိုတန့်ဆင်မယ်ပြီးရင်တော့ကျွန်တော်တို့ခုနကလိုပဲ၄၅ချက်လောက်နှိပ်လိုက်ရင်ဒါအထဲထဲက ဒီမကောင်းတဲ့ရည်တွေကုံသွားမှာပေါ့ဗျာနော်ဒါဆေးကြောလိုက်တဲ့သဘောပေါ့နော်ကနောက်ကပြန်ပြီးတော့တောက်သုံးရည်သုံးညင်သေးတယ်ပေါ့နော်အဲမသိမသိညင်သေးဘူးဆိုလို့ရှိရင်လည်းခဏကအဆင့်တိုင်းပဲဒီအပြာရောင်ပိုက်ကလေးကိုအပြာရောင်အပိတ်ကလေးဖွင့်ပြီးတော့ဒါလိုသလိုကြိုက်သလောက်ပေါ့နော် တောက်သုံးလို့ရပါတယ်ဒါတောက်သုံးလို့ရတဲ့ရေပါဗျာเนาะအပြာရောင်ပိတ်ကလေးပါတဲ့ဘက်ကဒါတောက်သုံးလို့ရတဲ့ရေဖြစ်ပါတယ်ကဲတောက်တောက်သုံးလို့ပြီးသွားပြီဗောနော်ခဏကအဆင်လေးသာပြန်ပြပါမယ်เนาะတောက်သုံးလို့ပြီးသွားပြီကျွန်တော်တို့ပြန် ဒီစက်ကလေးလဲလောလောဆယ်မသုံးသေးဘူးပေါ့သိမ်းတော့မယ်ဆိုရင်တော့အနီရောင်ပိုက်ကလေးအနီရောင်အပိတ်ကလေးဖြွင့်ပြီးတော့ကျွန်တော်တို့ခုနကလိုပဲ၃၄၅ချက်လောက်နှိပ်လိုက်မှရှိဒီစက်ကလေးတည်းရရေလေးတွေကုန်သွားအောင်ကျွန်တော်တို့ဒီ၃၄၅ချက်လောက်နှိပ်လိုက်ရင်ရေရတာเนาะညစ်ကြေးပါလဲရေတွေထွက်သွားမှာဖြစ်ပါတယ်เนาะအလုံးကုန်လောက်ပြီဆိုရင်တော့ဒါရလိုက်လို့ရပါပြီဒါဆိုရင်ဒါဆက်ထမ်းမှာရေတက်ကြမရှိတော့ဘူးပေါ့เนาะရေလက်ကြမရှိတော့ဘူးဆိုရင်တော့ မူလပါလာတဲ့အတိုင်းပဲအနီရောင်ပိတ်ကလေးလည်းပိတ်မယ်။နောက်ဒီအပြာရောင်ပိတ်ကလေးလည်းပိတ်မယ်။ပိတ်ပြီးရင်တော့ဒါခွန်တကတာအိတ်ကလေးလည်းပြန်ထည့်ပြီးတော့တင်ထားလို့ရပါပြီခင်ဗျာ။ကဲဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့တဲ့ကျွန်တော်တင်ငယ်ချင်းတွေလည်းဘုသူတဖြစ်မယ်လို့ညွှန်လဲပါတယ်။အိမ်မှာသလိုဆက်ကလေးတွေရှိရင်လည်းဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိရှိနားလည်မယ်လို့ညွှန်လဲပါတယ်။ ကဲအားလုံးကိုစိတ်နှပြပေးရန်ကွာကျမ်းမာချမ်းသာကြပါစေခင်ဗျာ